ဒီကနတုံးလူရှစ်ပြအဲ့ကနတုံးလူရှစ်နဲ့ကျွန်တော်ဒီအဆွဲပြီးမှရမယ်ဗျာဒီကနတုံးလူတင်းနဲ့တဆွဲမှရမယ်ဗျာတခြားကနနဲ့ဆွဲတူကကနန်တင်းကြီးဒါကျွန်တော်ကြီးတာမကြိုက်ဘူးဗျာနော်ကျွန်တော်ကကနန်ကအဟိုတကယ်ကိုပကားမျိုးလိုက်ဆွဲတာဒီကနတုံးလူရှစ်နဲ့ဒီအထက်လာလေတက်လာလေတုံးလူတင်းနဲ့ဟိုဒီနဘ90မီယံရိုက်မဲ့နဘကို ကျွန်တော်စဉ်းစားလေ့လာပြီးဆောကြည့်တာပေါ့ဆောကြည့်တဲ့အခါမှာကျွန်တော်တို့ဒီအလေထိုင်နံပါတ်6ကိုဆောလို့ရှင်တယ်တစ်ဖက်ကကနန်းဒီခွန်66ကကနန်းကိုမာလို့သူကလမ်းထောင်ထားတာလေကျွန်တော်တို့ဒါပြောပြရတော့ဗောနော်ညံမီအောင်ဆောကြည့်တာဗောနော်အဲ့လိုထောင်ထားတယ်ကနန်းပေါ့အဲ့လိုထောင်ပြီးတဲ့အခါမှာကျွန်တော်ဒီနောက်ကနံပါတ်5လေးကိုဆောတော့မှာဒီနံပါတ်5လေးကိုအဲ့နံပါတ်5ကိုတကွယ်ကောင်းနေတယ်ပဲဆောမယ်ဆိုလို့ရှင်တော့ ကျွန်တော်ဒီနှစ်နဲ့ငားဆိုပြီးကဏ္ဍလေးဟာသုံးကူးပါပဲလို့ကဏ္ဍထောင်တော်တဲ့ဒီ66ငားလေးရဲ့တံတန်ကိုစိတ်ဝင်စားတယ်လို့ဆိုလိုခြင်းဖြစ်တယ်။ဒါအဲ့တော့ကဏ္ဍဘာကိုထောင်လာလဲဆိုတော့ဗျာဒီကဏ္ဍသုံးလူရှိရဲ့ဒီအထောင်တက်လာတဲ့သုံးလူတည်ဗျာဘာကိုတော့ရိုက်လဲဆိုတော့ကိုးဆိုရင်ကဏ္ဍတော့ရိုက်တယ်။အဲ့ကိုးကလည်းထိုင်ကဏ္ဍဒီနံပါတ်ခွဲနံပါတ်6ရဲ့ဟိုဒီနံပါတ်6ရဲ့တော့ကိုးလို့ဆင်းရိုက်ပြီးမှ ဒီဖက်ကရိုက်တာဗျာသူလည်းလေတယ်ဗျာဒီနေနေငါးနေပြီးတော့မှာကိုးပါလို့ကနန်းထေလိုက်တယ်ဒီ669ရဲ့ကနန်းကိုဒါစဉ်းစားတွေးခေါ်ပြီးရိုက်ပြလာအဲ့တော့ကျွန်တော်အဲ့လိုပဲစဉ်းစားပြီးတော့ရိုက်ကြည့်တာပေါ့ဒီနေရာမှာဗျာလို့သူကဒီသုံးလုံးလေးထေတယ်ဗျာအဲ့လေးရဒီအောက်ကနံပါတ်၈ကြီးကဘာအောင်တော့ရိုက်လဲဆိုဒီသုံးလုံး၆ကြီးထုံတက်တယ်ကနန်းနေရိုက်တယ်ဗျာဒီသုံးလုံး၆နဲ့ဒီသုံးလုံး၄နဲ့သူကဘာတက်ထေပြီးသုံးများဆိုရင်ကနန်းတော့ထေတယ်ဗျာ ဘာထဲလဲဆိုနံပါတ်3ညာဆိုကနတွတ်ထည်ဒီကနန်း3 4နေဗျာထောင်တက်လာတဲ့ဒီကနန်း3 6နေဘူးသူက3ညာလို့တွတ်ရိုက်တော့ဗျာဟိုမှာပုံစံပြနေပြီဗျာအဲ့တော့အဲ့ဒီပုံစံရာနေဆိုလို့ရှင်ကျွန်တော်ကနန်းလိုက်ပြရမှာဒီနလေးလေးဆိုပြီးကနန်းကဘာဟုတ်သေးမလဲဆိုတော့သူက3ညာလို့ကနန်းဆင်းရိုက်ပြတယ်ဗျာနော်ဘာအစင်းရိုက်ပြသွားလေဆိုဒီနှစ်လေးလေးဆိုရေကနန်းကိုတုံညာလို့ကနန်းဆင်းရိုက်ပြီးတာနဲ့ ဒီနောက်သုံးဆိုတဲ့ကဏ္ဍကို3ညခွန်3ဆိုတဲ့ကဏ္ဍကိုထေသွားတယ်ပြန်3ညခွန်3ဆိုတဲ့ကဏ္ဍကို3ညပါပဲကဏ္ဍထေချက်လေးကြီးอ่ะအစိတ်ဝင်စားတဲ့နံပါတ်မျိုးကြီးရောက်လာတယ်ဗျာအဲ့တော့ကျွန်တော်စက်ကြီးတယ်ပြန်တော့ဒီကဏ္ဍ3လုံး6လို့သူကကဏ္ဍခင်းခေတယ်ဗျာအဲ့ဒီ3လုံး6နဲ့ကျွန်တော်တို့ဒီမှာနံပါတ်ခွန်ထိတ်ထဲတော့ဒီ3လုံး6ကထောင်တက်လာတယ်ဗျာနော် အဲ့တော့ဒီကနန်း36ကိုဒီကနန်း36ထောင်တက်လာတော့ကနန်းပေါင်းချင်းမှာသူကနစ်ဆိုရတဲ့လာပြားတယ်ဗျ။ဘာလာပြားလဲ။နံပါတ်နစ်ဆိုရကနန်းလာပြားတယ်။ဒီ66ထောင်တက်တော့သူပြားတဲ့အတိုင်းဆင်းလာတယ်ဗျာကနန်းကဒီမှာနံပါတ်3နံပါတ်9နံပါတ်3ညာဆိုရကနန်းကိုဘာလို့ထဲလာလဲ။နစ်ဆိုရကနန်းထဲလာတယ်။သုံးလုံးပေါင်းချင်းကိုပြော။နော်ကနန်းအဲ့လိုပြေးဝင်လာတယ်။အဲ့လိုနေဖြစ်ပြီးဒီနံပါတ်3ညာဆိုရကနန်းကိုသူထေပေးလိုက်တာ။ နံပါတ်9နံပါတ်3နံပါတ်2ညာနိဗ္ဗာန်ပဲဆိုပြီးကဏ္ဍကြီးကိုထေချာသွားတယ်ဆိုတော့ဒါပြောပြလေးဒီဒါကျွန်တော်အများကြီးရှင်းပြရမှာဒါပေမဲ့ကျွန်တော်အခုကလူရင်းသူရှင်းနေပြောတဲ့သဘောမှလည်းပါတယ်ပေါ့နော်ဒါအများကြီးရှင်းပြရမှာပေါ့နော်ဒါတော့အခုကြီးနေကြတဲ့လူတွေရှင်းအောင်လို့လား ဒါသုံးလူရှင်နဲ့သုံးလူတက်ကိုလူတက်လာတယ်ဒီခုံ၆၆လမ်းရိုက်တယ်နင်းနင်းကလမ်းရိုက်တယ်၆၆ဘေကနန်းလေးဆိုတီးချင်ပါပဲနော်အဲဒီသုံးလူလေးနဲ့ဒီသုံးလူ၆ထောင်တက်လာတော့သူများကြီးအဲ့သူများနဲ့လေးလေးကလမ်းဆင်းတယ်ဟိုသုံးများခွန်သုံးရလေးလမ်းထေတော့သူဖြစ်စင်မှာကွတီကြီးလို့ဒီသုံးလူ၆ကြီးရလို့ဒီသုံးလုံးချောင်းတဲ့ဆိုတာနှစ်ကြီးသွားဖြစ်တယ်ကနသုံးကူးတုံညာလန့်သေးတယ်ဗျာအဲ့ကနကွတီသေးတယ်ကူးသုံးတုံညာဒါကြောင့်ဒီခုနှစ်ကြီးထွက်တာပဲဖြစ်မှာ ကဲဒါဆိုရင်ရှာတဲ့လူကတကယ်ရှာပြီးတယ်နော်ပြောပြတယ်ကဲအဲ့လူထေပြီးရင်တဲ့ကျွန်တော်တို့ဒီကနာတို့လူထေကြမေးပေါ့နော်ဒီကနာတို့လူထေကြမေးတဲ့ထေပြီးလို့ရှိရင်ဒီကနာတို့လူနဲ့အဲ့လူကနာကွတီကြီးကနာတခုဖြစ်ရမေးဆိုလေနဘကူတကွတီဆွဲရမှာဆိုတော့လေ တကွတဲပဲကြိုက်တော့လိုက်ပေါ့နော်အဲတည်တည်ကြကြနဲ့တကွထမ်းမြုပ်ကြိုက်တယ်ဆိုကဲအဲ့ဒီပဲပြောရအောင်ဒါမူဝဲရှိသေးတယ်ဒီအဓိပ္ပာယ်ဘာမှမဖော်ရသေးဘူးအဲ့တော့កောက်ရင်ကနဆယ်ကွယ်ဆယ်ကွယ်ကြလဲများပြေရုံနင်းစုကူပြောအာငါကြတမှုပြိုင်ဆယ်ကွယ်ဆယ်မှုပြိုင်တရားမထုံးနိုင်ဘူးတီးတယ်ဗောဒီကလေဒါမဲ့ကနချင်းချင်းပြီးတော့ အဲ့လိုလိုက်ပေါ်မှာလဲဟိုဘေးဆရာပြရည်ညာဆရာပြရည်ဆိုတာလေးတွားယူတော့ချိန်လို့ရအောင်လို့ဆိုပြီးတော့ကိုယ်ကစက်ကွက်ကြီးရေးပြတာအဲဒါတော့မရေးပြတော့ဘူးလीနော်မရေးပြတော့ဘူးတလိုက်ပဲချလိုက်တော့မယ်အဲ့ဒီသဘောတရားတည်လို့ရှိသေးဗျဒီမှာကျွန်တော်ကာလာအစိမ်းရံနံပါတ်1ထည့်ပြရည်နံပါတ်1ထည့်ပြရည်ခဏတူအတူရှိပြတာဒါမဲ့လွယ်ကူနေပြတာဒီကိုယ်ရှိတဲ့ဒီ၃ရှိတယ်ဒီလိုကြီးလိုက်မယ်ဗျဒီကဏ္ဍ၃လုံး၅နဲ့နံပါတ်6နဲ့ဆိုပါဖြစ်တယ်တစ်ဖြစ်တယ်နော် ဒီလို၃လုံး၅လနဲ့ပတ်ချောက်ဆိုရင်ဒါတစ်ဆိုရင်ကနန်းဖြစ်အဲ့လိုဒီကနန်းနှလုံး၄နဲ့ဒီနှလုံး9နဲ့မတည်ဘူးလားပြောပြမယ်နော်ဒါဒီ၃လုံး၅နဲ့6နဲ့တည်တယ်တည်တယ်ဆိုရင်ဒီနံပါတ်၄နဲ့ဒီနှလုံး9လည်းမတည်ဘူးလားလို့သူအဓိပ္ပာယ်ကြီးပြောပြတော့နော်ဒါဆိုရင်ဒီကနန်း၃လုံး9နဲ့ဗျာဒီတည်တယ်စစ်နဲ့၃လုံး9နဲ့နံပါတ်၄ကတည်တယ်ဗျာတည်မှာပေါ့ဒီကနန်းနှလုံး9နဲ့ဒီနှလုံး၄ကမတည်ဘူးလားဒါ လိုရင်းနီးနေပြောပြလာဆိုတော့ဒီကနန်းသုံးလုံးတက်တယ်ဗျာနဘာသုံးညာတက်ပြီပေါ့ဒီကနန်းလေးလောက်တက်ကြည့်ဖြစ်မှာတော့ဒီလူကြည့်ရောဒီနှလုံးနေတဲ့ဒီနှလုံးကိုယ်ကမတက်ဘူးလားနာကဲအဲ့ဒီကနန်းရဲ့အဓိပ္ပာယ်သွားမှလို့ဒီသုံးလုံးလေးနဲ့နဘာခွန်ဆိုရယ်ကနန်းကဘာဖြစ်လဲဒီနဘာခွန်ဆိုရယ်သုံးလုံးလေးနဲ့ခွန်နဲ့တက်တယ်ဆိုရင်ဒီကနန်းနှလုံးခွန်နဲ့ဒီနှလုံးလေးနဲ့မတက်ဘူးလားလို့နာဒီမလေးဒီကနန်းသုံးလုံးလေးနဲ့ခေါ်တက်ဆိုရယ်ကနန်းဖြစ်ဒီနှလုံးခွန်နဲ့ဒီနှလုံးလေးကလည်းတက်မှာပဲပေါ့ အဲ့တော့ကနားအဖြစ်ကိုပေးလိုက်တာဒီကနားသုံးခုဆိုရင်ဒီနှစ်နှစ်ငါးဆိုရင်ကနားဆွဲပြလာဒီခွန်66ကို9ဆိုတာနှစ်နှစ်ငါးကိုဆွဲပြလာဒီနှလေးလေးဆိုရင်ကနားသုံးညာဆိုရင်ဒီသုံးလုံးသုံးညာရဲ့အသေးပဲကိုဆွဲပြနေတာနော်ဒီအစိမ့်မပါတော့အစိမ့်ကတကြီးနဲ့ရိုက်နေကနားအဲ့တော့ဒီနှစ်9ဆိုတာလည်းတပည့်နော်တပည့်ပြပြသုံးခုသုံးညာနှစ်ဆိုရင်ကျွန်တော်ဒီ9သုံးသုံးညာဆိုရင်ကနားလည်းနှစ်လို့ရိုက်တယ်အသေးပဲရတယ် ဒါကြောင့်ဒီခွန်လေးခွန်ဆိုတဲ့ကနဘာထေဝနံပါတ်၈ဆိုတဲ့ကနထေရမလို့ကျွန်တော်ဒီ၆၁၁ဆိုတဲ့ကနဘာလန်းထေမယ်နံပါတ်၈ဆိုတဲ့ကနထေအဲ့လိုနံပါတ်၈ကိုထေရတယ်ဆိုလို့ရှိရင်ဘယ်အသေးပဲရောက်လာလေဒီကောင်ဒီကနသုံးလို့ရှိနေကျွန်တော်ဒီက၃၁ထောင်တက်မယ်ကနကိုဆိုတဲ့အသေးပဲနည်းနည်း၅ခွန်၆၆ပြီးပေါ်လာပြီဗျအဲ့ဒီတော့ဒီကနသုံးလို့၄နေဗျာ ဒီကနာ၃လူ၆ကြီးထောင်တက်လာတယ်ကနာ၃ညဆိုတဲ့ဒိဗေကနှစ်လေးလေးဆိုတဲ့၃ညဒိဗေတွေ၃ညခွန်၃၃ညရဲ့ဒိဗေတွေရောက်လာတယ်ဗျာနော်အဲ့တော့ကျွန်တော်ဒီကနာ၃လူ၆အဲ့၆နဲ့ဒီကနာ၃လူ၆နဲ့ဆိုတော့နှစ်ဆိုတဲ့ကနာတွေတက်လာတယ်အဲ့နှစ်ဆိုတဲ့ကနာဒီ၃ကူ၃ညနှစ်လည်းဖြစ်နေပြီ၉၃၃ညနှစ်ဖြစ်နေပြီအခုချိန်မှာသူကဘာဖြစ်လဲခွန်လေးခွန်ရှစ်ကြီးဖြစ်တယ်၆တက်ကရှစ်ဖြစ်တယ်ဆိုရင်ကျွန်တော်ဒီကနာ၃လူ၉နဲ့ဒီကနာ၃လူ၉နဲ့ဘာသွားဖြစ်မလဲ 8ဆိုရဲကနန်းကိုတွားဖြစ်မယ်68ဆိုတာကတော့နစ်စင်နှစ်တိုင်းမှာ မထွက်မရှိ68ဆိုရဲကနန်းဟာပေါင်းထည့်လိုက်နံပါတ်1ဒီတော့ကောင်68ဆိုရဲကနန်းဟာသူ့ရဲ့တည့်ပါပါနံပါတ်6ဒီတော့လကောင်ဒါနှစ်ကွက်လုံးရေးပြပါလေတွက်ချက်မှုကတော့68အနေနဲ့ဖြစ်ပြီမလဲ66ဆိုရဲကနန်းပါဆော့တဲ့နေအကြောင်းတော့ပြောလိုက်ပါတယ်နော်အဲ့ဒါဒီညမှုလေးဟာဒါကျွန်တော် တွေးတော့ကြည့်တယ်ဒီ3လုံး9နဲ့6တက်ဆိုတော့ဒီ6ခွန်တက်ဆိုပြီးကနန်းဖြစ်နေလို့ရှိဒါဒီကနန်း3လုံး9ဆိုရယ်ကနန်းနည်းနည်းငါ့ကို9လို့ရိုက်တဲ့နံပါတ်ကိုဆိုလို့ချင်းဖြစ်တယ်အဲ့9ဆိုရယ်ကနန်းနံပါတ်6ကိုရိုက်ဖို့ကဒီကနန်း3လုံး8က3လုံးတက်ထောင်တက်မှလာလိနံပါတ်9ဆိုရယ်ကနန်းကိုမိမာဖြစ်တယ်အဲ့တော့ဒီကနန်း3လုံး9နဲ့နံပါတ်လေးကို1ဆိုရယ်ကနန်းတည်တယ်ဒီနှလုံး9နဲ့4နဲ့1ဆိုရယ်အဘိဘေကနဲ့လေးလေးကို3ညာလို့ဖြစ်လို့ရှင်3ညာခွန်3ညာပါပဲလို့ဖြစ်ထားတယ်နံပါတ်မို့လို့ ဒီကနန်သုံးလုံးလေးကိုဒီကနန်သုံးလုံး၆ကထောင်တက်လာမယ်နံပါတ်၈မှာဒီ၃ယောက်မိမှာဖြစ်သေးဒါကြောင့်ဒီကနန်လေးလုံးဟာတစ်ပါပဲဒီကနန်လေးလုံးဟာလည်းတစ်ပါပဲဆိုရင်အဓိပ္ပာယ်က၃၉၃ယောက်နှစ်ကြီးဖြစ်တယ်လို့၉၃၃ယောက်နှစ်လို့ကနန်ခံထားတဲ့အတွက်ဒီကနန်သုံးလုံး၆ကိုဒီသုံးလုံး၆ကထောင်တက်လာမယ်နံပါတ်၇မှာနှစ်ကြီးဖြစ်မဲ့အဓိပ္ပာယ်ပေါက်တယ်ဒါကြောင့်ဒီကနန်သုံးလုံးလေးနဲ့နံပါတ်၇တက်လို့ဆိုရယ်ဒီကနန်နှလုံး၇နဲ့ဒီကနန်နှလုံး၄ရဲ့တက်အဓိပ္ပာယ်ဖြစ်တာမို့လို့ ခွန်လေးခွန်ဆိုရကနနံပါတ်၈ဆိုရကနထောင်တာမလို့611ဆိုရကနနံပါတ်၈ပဲထောင်ခဲ့တယ်ဒါကြောင့်မလို့ဒီကနန်းသုံးလုံးကိုဒီကနန်းသုံးလုံးကိုနေမှာတက်ရှင်မယ်ဆိုရဲလေးခွန်တက်ဆိုရကနန်းကိုနင်းစီကူပြောချသွားတယ်နော်အဲ့တော့ထိတ်ကြတဲ့ကနန်းဆိုရင်ဒါပဲတုံးထိတ်ကြလို့ရှိရင်ဒီသုံးလုံးသုံးတယ်ဒီကောင်သုံးလုံးရှင်တော့တက်လို့အဆင်းမဲ့ကနန်းမယ်တုံးထိတ်ကြရင်ပြောတယ်နော် သုံးထိတ်ကြရဲ့အဲ့လိုစိတ်မေကနေဒါသုံးလုံးရှင်းနဲ့သုံးလုံးလေးနဲ့ကိုနစ်လို့ကြာမေကနေပဲဒါသုံးလုံးသုံးသုံးညနဲ့သုံးလုံးသုံးနဲ့ကိုသုံးလို့ကြာမေကနေပဲဒီကနသုံးလုံးတင်တဲ့သုံးလုံးသုံးနဲ့ကိုလေးလို့ကြာမေကနေပဲအဲ့သုံးထိတ်ထွက်လို့ရှိရင်အဲ့ကောင်မသူ့အဖြစ်အဲ့သုံးထိတ်ထွက်ဒီမူထဲမှာလေသူပေါက်ကွန်ပါတယ် ဲ့တော့စောစောကကျွန်တော်လေးထိန်နေချတယ်နော်အကေး तू ကနံပါတ်3ဝင်သွားမယ်ဆိုလို့ရှိရင်နံပါတ်3ဝင်သွားမယ်ဆိုရင်ဒီကနန်း3လုံးရှင်တဲ့ဒီ3လုံးတင်တဲ့သူကောက်ကူးတွေကနန်းကိုကျွန်တော်ဒီနေ့နေ့9ဆိုတဲ့ကနန်းကိုကောက်ကူးပြီးမှဒီခွန်66ဆိုတဲ့ကနန်းကိုကိုးသွားမယ်ကနန်းမျိုးထိတ်စီရတဲလာလို့ရှိရင်နော်ဒါ3လုံးရှင်တဲ့3လုံး4နေ့တော့အဲ့ရှစ်ထည့်ရင်တဲလာရင် ဒီကနန်း3လုံး4နဲ့ဒီ3လုံး6နဲ့ကိုတုံညာဆိုရယ်ကနန်းကိုဒီတုံညာခွန်သုံးကိုတုံညာလို့တည်ပြီးမှဒီ4လေးလေးကိုတုံညာလို့တည်လာလို့ရှိရင်ဒီ3လုံး3ညာနဲ့3လုံး3ကို3လို့ဒီနံပါတ်ခွန်ကြီးတည်လာလို့ဒီ3လုံး6နဲ့ဒီ3လုံး6နဲ့နှစ်ဆိုရယ်ကနန်းကိုဒီ9 3တုံညာနဲ့လို့ထည့်ပြီးမှ3 9တုံညာနဲ့လို့တွတ်ထည့်ရင်ဒီကနန်း3လုံး1နဲ့3လုံး3ကို4လို့3ကိုထည့်ပြီးမှဒီကနန်း3လုံး8နဲ့ ဒီကနန်းသုံးလုံးကိုးနဲ့ကိုခွန်ဆိုတဲ့ကနန်းကိုဒီကနန်းသုံးလုံးခွန်လို့ချလို့ရှိရင်ဒီကနန်းသုံးလုံးခွန်ပဲလို့ကနန်းထေဒါသုံးချောက်တည်းဆိုဒီပဲရဒါသုံးလုံးသုံးပေါ့ဒီသုံးနဲ့သုံးလုံးရှင်နဲ့ကြတော့တစ်ဆိုရင်ကနန်းပေါ့လားဒါသုံးလုံးရှင်အဲ့ရှင်နဲ့သုံးလုံးလေးနဲ့ဆိုနစ်ဆိုရင်ကနန်းပေါ့လားဒါသုံးလုံးသုံးညဒီသုံးလုံး သုံးတယ်ဆိုသုံးဆိုလေကနန်းပေါ့ဒါသုံးလုံး1ဒီသုံးလုံးသုံးတယ်ဆိုလေးဆိုလေကနန်းပေါ့နော်အေးသုံးဆိုတာဒီအောက်မှာကြည့်တယ်တင်းနေသုံးရှိတယ်ဒါသုံးလုံး1တပင်ပြီးသုံးလုံး1တပင်ပြီးဒါသုံးလုံးသုံးလို့သုံးလုံး1တို့သုံးလုံး1ထားပါတော့ဗျာသုံးကဘယ်နှရရပါအဲ့လိုပေါ်လာလို့ဒီနံပါတ်6တော့ကြာလို့ရင်ပေါ့နော် ဒါသုံးလုံးတင်ကြီးတော့ဖြစ်မှာဟုတ်အဲ့ဒီတင်တဲ့ဒီသုံးလုံးရှင်နဲ့ပါဇက်ချာဆိုဒီကောင်ကိုဆိုရကနတော့ໃຫယ်မှာအဲ့ကိုကဒီနေနေငါဆိုရကနလမ်းໃຫယ်မှာဒီကိုအဲ့ကိုကကိုကကျွန်တော်ပြောလို့ပေါ့ဒီခွန်66ဆိုရကနလမ်းထင်မဲ့ဆိုဒါမျိုးကနပေါ်တယ်လို့ဒါသုံးလုံးရှင်နဲ့သုံးလုံးလေးနဲ့ဒီကောင်နဲ့လို့ໃຫယ်တော့ဒီမှာရှစ်ကြီးပေါ်အဲ့ရှစ်ကဒီသုံးလုံး6အဲ့6နဲ့ဒီကနသုံးလုံးလေးနဲ့ဆိုကောင်တုံညာလို့ပေါ်တယ်အဲ့တုံညာဒီတုံညာခွန်3ဆိုရကနလမ်းထင် ဲ့ဒီတုံညာဆိုတာဒီနလေးလေးဆိုရကနလမ်းချိန်ဒီလိုပေါ်တယ်။နံပါတ်3နေနဲ့ရိုက်တဲ့ဒီ3လုံး3ညာနဲ့3လုံး3ဒီနံပါတ်ခေါ်ရိုက်လာတဲ့ဒီ3နေနဲ့ရိုက်။အဲ့မှာဒီကဒီ3လုံး6ဆိုရကနထဲလာ။အဲ့ဒီ6ကဒီ3လုံး6နဲ့2ဆိုရကနထဲ။အဲ့ဒီ2ဆိုတာ930ဆိုရကနလမ်းထဲ။ဒါအိမ်မှာဒီတုံညာ9 39တုံညာဆိုရကနလမ်းထဲဒါမျိုးထဲ။အခုနံပါတ်၄နေနဲ့ဆိုရင်ဒီ၃လုံးတင်နဲ့၃လုံး၃နဲ့၄လို့ဒီနံပါတ်၃ထိတ်တင်လိုက်ဒါကျွန်တော်တို့ဒီ၃၅၃စုတွေကနေ၈ အဲ့ရှင်းတဲ့ဒီသုံးလုံးကူကနံပါတ်ခွန်ဆိုတဲ့ကနန်းပေါ်တယ်နော်ဟုတ်လားအဲဘာလို့ဆွဲလာလဲဆို69ခွန်ဆိုတာ63တုံညာလေဗျာနော်အဲဒီ63တုံညာဆိုတဲ့ကနန်းကဒါနံပါတ်ခွန်လို့ပေါ်တယ်အဲ့ခွန်ဆိုတဲ့ကနန်းခွန်လေး6ဆိုတဲ့ကနန်းတော့ရရင်ဒါ360ဆိုတဲ့ကနန်းရဲ့ဒီပြီးတော့ရောက်